အာရှဘောလုံးအဖွဲ့ချုပ်ကကျင်းပမဲ့အမျိုးသမီးဘောလုံးပြိုင်ပွဲမတိုင်ခင်ထိုင်းအမျိုးသမီးဘောလုံးအသင်းနဲ့မန္တလေးကွင်းမှာအကျိုးဆန်းပွဲပြုလုပ်သွားဖို့ရှိနေပါတယ်ဒီသတင်းကိုတော့ဒေါ်လေးလေးမုံကပေးပို့ထားတာပါအာရှဘောလုံးအဖွဲ့ချုပ် AFF ကပြုလုပ်တဲ့2016အမျိုးသမီးချန်ပီယံဘောလုံးပြိုင်ပွဲကို လာမယ့်ဇူလိုင်လ26ကနေဩဂုတ်လ4ရက်နေ့အထိမန္တလေး မန္တလာသီရိအားကစားကွင်းမှာပြုလုပ်ကျင်းပသွားဖို့ရှိပါတယ်။အဲ့ဒီပွဲမတိုင်ခင်ဇူလိုင်လ9ရက်နေ့မှာမန်လေးကွင်းမှာပဲခြေစမ်းပွဲအနေနဲ့ထိုင်းအမျိုးသမီးအသင်းနဲ့ကံမှာဖြစ်ပါတယ်။ကျွန်တော်လည်းအရင်တော့ကစားခနေရလဲသူတို့နဲ့အသိပ္ပာယ်ကွာရချက်အသိမရှိဘူးလေ။အဲ့တော့အခုခြေစမ်းပွဲမှာကျွန်တော်တို့ကအကောင်းဆုံးရှင်းပြန်မယ်။ပရိသတ်တွေကိုလည်းဟိုပြောမှာလည်းကျွန်တော်ဘက်ကအကောင်းဆုံးရှင်းပြန်ပြီးတော့အနိုင်ရချက်အောင်ပေါ့နော်။အကျိုးစားပြီးကစားသွားမယ်ကျွန်တော်တို့ကတော့အကောင်းဆုံးပြင်ဆင်ထားတာပေါ့ဟုတ်အခုခြေစမ်းပွဲမှာလည်းအနိုင်ရချက်အောင်လို့ကြိုးစားပါမယ် အများကြီးပြင်ဆင်ထားပါတယ်။ကဲစကိုင်းတော့အကောင်းဆုံးပြုသားပြုတော့ကြားပါဦး။အရင်ကထိုင်းနဲ့ဗီယက်နမ်ကမြန်မာနဲ့ဆီမီဖိုင်နယ်နဲ့ဖိုင်နယ်ပွဲတွေမှာတွေ့နေကြပေမဲ့နောက်ဆုံးကစားခဲ့တဲ့ပြည်ပပွဲမှာမြန်မာကထိုင်းကိုရှုံးထားမှုပါတယ်။တို့ကလည်းခြေစမ်းပွဲတရုတ်တွေပါတွေ့ကစားထားတာကျွန်တော်တို့ဟိုပါပေါ့ကြည့်ရတာပေါ့နော်။ဟိုပါတို့တွေ့ကစားထားတဲ့ပွဲလေးတွေပေါ့။အဲ့တော့တို့ရဲ့ကိုယ်နဲ့ကတော့တိတ်တိတ်မသားဘူးပေါ့နော်။သူလည်းဒီလိုမျိုးပဲ level မျိုးပဲဆိုတော့အဲ့ဒီနေတော့ရှိမှာပါပြန်ပွဲရအောင်။အဲ့ဒီမှာကျွန်တော်တို့ ဟိုဗောမန်းလေးပိတ်တဲ့တွေကလည်းရေဖုံးလိုက်ကြပါပြီအားပေးဖို့ဘာလို့ရိုးရဲနဲ့မို့လို့လက်ရှိမြန်မာမျိုးသမီးပွဲအတွက်ပြည်ပကမျိုးသမီးနှိပြကိုခေါ်ယူထားပါတယ်အရေးကြီးတဲ့ပွဲတွေမှာစီနီယာကစားသမားတွေကိုဦးစားပေးမှာဖြစ်ပြီးမလေးရှားနဲ့ပွဲတွေမှာတော့ဂျူနီယာကစားသမားတွေကိုပွဲထုတ်ကစားသွားမယ်လို့ဆိုပါရတယ်။ကျွန်တော်တို့ပြိုင်ပွဲဝင်ဖို့အစဉ်သင့်ဖြစ်နေပါပြီ။ဟိုပွဲနာနေတော့ကျွန်တော်တို့တွေအကုန်လုံးလည်းဟို ကွဲအတွက်ကိုကျွန်တော်တို့နိုင်လူစိတ်အကုန်လုံးပြပြနေပါတယ်ဟုတ်ကဲ့ပိတ်သက်တွေလည်းအားပေးမယ်လို့ပြောလိုက်ပါတယ်ပြီးတော့ပိတ်သက်တွေပြီးတော့ပိတ်သက်တွေမျောမှန်းထားရပါတော့အောင်မြင်မှုတစ်ခုလို့ကျွန်တော်တို့ရယူပေးနိုင်ပါမယ်ဟုတ်ကဲ့တို့ကွဲတန်းကိုအကောင်းဆုံးနဲ့အာကွဲတောင်းနိုင်အောင်ကစားပါမယ်လို့ကျွန်တော်တို့လည်းပါပြည့်ကျွန်တော်တို့အားပေးပါလို့လည်းအားပေးပါလို့ပြောချင်ပါတယ်လို့လာမယ့်ဇူလိုင်9ရက်နေ့မနေ့7နိုင်မှာမြန်မာဘောလုံးအဖွဲ့ချုပ်မြို့သမီးအဆောင်3ကနေ မန်လေးမြို့ကိုတွားရောက်ကြမှာဖြစ်ပါတယ်အုပ်စုအေးမှာထိုင်းဗီယက်နမ်စင်ကာပူဖိလစ်ပိုင်ဖြစ်ပြီးအုပ်စုဘီမှာတော့မြန်မာအော်စတြေးလျမလေးရှားတီမောရိုဖြစ်ပါတယ်ဇူလိုင်9ရက်ခြေစမ်းပွဲပြီးနောက်မှာဇူလိုင်20ခုမှာတော့မြန်မာနဲ့အော်စတြေးလျကံမှာဖြစ်ပါတယ်ကျမလေးလေးမောင်မ